နောက်ဆုံးသိရှိရတဲ့အကြောင်းအရာကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းအကျန်းဖက်စစ်တပ်ရဲ့စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်ကျေးရွာ၁၂ရွာအထိမိရှို့ဖျက်ဆီးခံရပြီးနေအိမ်ယာနဲ့ချီမီးလောင်ပြားကြကရွာပေါင်း20ကျော်ပြည်သူ2000ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရာကြောင်းဝက်လက်မြို့နယ်လူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီရဲ့ထောက်ပြန်ချက်နဲ့ဒေသခံများရဲ့ပြောကြားချက်များအရသိရပါတယ်။နိုဝင်ဘာ23ရက်နေ့မှစပြီးလက်ရှိအချိန်ထိအကျန်းဖက်စစ်တပ်ဟာ စစ်ကြောင်း၃ကြောင်းတက်မလဲခြေရွာများတွင်ဝင်ရောက်စီးနင်းပြီးမိရှုဖျက်ဆီးနေခြင်းဖြစ်ပါတယ်မိရှုဖျက်ဆီးခံရတဲ့ခြေရွာများမှာရွာတော်ကုန်းတမာကုန်းထုံးကိုမူကြီးတရက်ဦးလှတော်ရွှေချင်းခေါ်တော်စိုင်းနိုင်လီလိန်ပင် မြင်းတော်ဥတဲကုန်းစတဲ့ရွာ၁၂ရွာအထိဖြစ်ပြီးနေအိမ်ရာနဲ့ချီမိလောင်ပြာကျခဲ့ပါတယ်အထူးသဖြင့်နိုဝင်ဘာ၆ရက်နေ့ကမူကြီးခြေရွာမှာနေအိမ်80ကျော် နိုဝင်ဘာ17ရက်နေ့ကလှတော်ရွာမှာနေရနှစ်နေရခွဲပြီးမိရှုဖြက်စီးမှုကြောင့်နေအိမ်80ကျော်ပြာကျခဲ့ပါတယ်စစ်ခွေးတွေကဝက်လက်မြို့နယ်တဲကိုစစ်ကြောင်း၃ကြောင်းလောက်နဲ့မိရှုနေတာစစ်ကြောင်းကအဲ့တက်လဲများနိုင်တယ်မူကြီးရွာမှာအိမ်80ကျော်လှတော်ရွာမှာအိမ်80ကျော်မိလောင်ပြာကျသွားတယ်ပြည်သူတွေတောင်းနဲ့ချီပြေးနေရပြီးရွာထဲပြန်မဝင်နိုင်သေးဘူးလို့ဒေသခံတအူးကပြောပါတယ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ကျေးရွာများမှာရွာသားကြီးထုံးဖို့တက်တော်ဦးတမာကုံရွာတော်ကုံဥတည်ကုံအုပ်ဖို့ကုံကြီးကံတောင်မြောက်လှတော်လှဲဦးကြီးကုံနှမ်းကြီးကုံရွှေသာရင်းမတော်ကုတ်ကိုစုမပြောတော်တကောင်းတောင်ကဒူးစတဲ့ရွာပေါင်း20ကျော်မှာပြည်သူ2000ကျော်ဖြစ်ပါတယ်ဒါပြင်အော်တိုဘာလ23ရက်မှနိုဝင်ဘာ1ရက်နေ့အထိ ဂိုင်ရိုကော့တာစက်တက်လေးထီဂျက်ဖိုက်တာတို့ဖြင့်အချိန်မောင်း160ကျော်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းလူဒုသပိတ်တိုက်ပွဲဥဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်ရှင်